ော်ကျွန်တော်တက်ခိုင်းနေတာပူပေါင်းပြီးတက်ခိုင်းနေရတယ်နော်ကျွန်တော်အကုန်သိတယ်မသိဘူးမထင်နဲ့နော်မသိဘူးမထင်နဲ့ကျွန်တော်အကုန်သိတယ်ဒါပေမဲ့ခမည်းတော်ကိုကျွန်တော်တခုတော့ပြောလိုက်မယ်လူဆိုတာစစ်မှန်တဲ့လူကဘယ်တော့မှမကြရှုံးဘူးနော်တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးပေါ်မှာကိုယ့်ရဲ့အဖွဲ့အစည်းပေါ်မှာတစ္ဆာရှိတဲ့လူကဘယ်တော့မှမကြရှုံးဘူးနော်ခမည်းတော်ခမည်းလူကြီးညီမကလို့ဘာကောင်ကြီးဖြစ်ဖြစ်ဗျာခမည်းတော်ခမည်းဘာကောင်ဖြစ်နေပြီစနေခမည်းတော်တစ်နှစ်ကြရှုံးလိုက်မယ်ခမည်းကံမြင့်နေသေးလို့ခမည်းတော်တစ်နှစ်အသေးဆုံးနဲ့သေးလိုက်မယ်ကျွန်တော်ခမည်းတော်တက်ခိုင်းနေရမလား ခမ ्या ကိုဘယ်သူမှမတတ်ဘူးခမ ्या ကကားမောင်းကားမောင်းမွေကိုင်းမွေကိုင်းရေနေနေမယ်ဟုတ်ပြီလားခမ ्या ဘာလောက်ခိုင်းနေလဲကျုပ်အကုန်သိတယ်နော်ဒီတောင်တကုံကိစ္စတွေနော်ဘယ်သူလောက်ခိုင်းလဲဆိုတာဇော်ဘုံရဲ့အဲ့လောက်မညံ့ဘူးဆိုတာခမ ्या သိအောင်ကျုပ်ဒီနေရာမှာတခါလဲပြောလိုက်မယ်ရှင်းပြီလားနော်အဲ့တော့ခမ ्या တို့သူများကိုတိုက်ခိုက်ရင်တိုက်ခိုက်ရင်လည်းခမ ्या တို့ကြဆုံးတတ်တယ်စင်းစင်းနဲ့စင်းရတတ်တယ်နော်အဲ့တော့ကိုတို့ကကိုမရှာနဲ့နော်ကိုမိသားစုနဲ့ကိုအေးချမ်းနေကျွတ်ကျဲနေတဲ့ထဲမှာဇော်ဘုံကြီးဆိုတဲ့ကောင်မပါဘူး အသက်တွေမှာကြောက်တယ်ဆိုရင်ဇော်ပုံးကြီးဒီအလုပ်တွေကိုမလုပ်ဘူးအဲ့လောက်တော့ခင်ဗျားနားလေထားရမယ်ရောင်းအောင်တက်ဟုတ်ပြီလားဒါပေမဲ့ကျုပ်သူများကိုပြန်မတက်ဘူးခင်ဗျားတို့ကခင်ဗျားတို့တေးလိုက်မယ်နော်ကိုယောဂါနဲ့ကိုတေးလိုက်မယ်ခင်ဗျားတို့နော်ကျွန်တော်အဲ့လောက်ပဲပြောချင်တယ်ကျွန်တော်ခိုင်းနေတာသူ့လေအေကနေရကိစ္စအော်လိုက်လို့ပြောင်းသွားရတဲ့လူတွေပါတယ်အဲ့လူတွေပဲတက်ခိုင်းနေတာကျွန်တော်ဒီလောက်ပဲပြောမယ်နော်တက်ခိုင်းတာကျွန်တော်နော်အိုက်တောင်းကုန်းစမ်းကျွန်တော်ကကျွန်တော်ရဲ့ဖန်အများကြီးရှိတယ်လှုပ်ကြည့်လိုက်နော်လှုပ်ကြည့်လိုက်နော်လှုပ်လို့မရဘူး နော်ငါတို့လှုပ်လို့ရတယ်ဒီလိုလှုပ်ကြည့်လိုက်ရင်ခင်ဗျားတို့နောက်ကနေပြီးအဲလက်မဲတွေပါအကုန်ပေါ်တော့မှာကျောက်ကတရားရုံးမှာတရားဝင်ပြောမှာနော်တကယ်ခင်ဗျားတို့ရတယ်ဆိုရင်လှုပ်ကြည့်လိုက်နော်ခင်ဗျားခင်ဗျားကခင်ဗျားဘလောက်ခင်ဗျားပြင်ဦးလင်မှာဗာပြောခဲ့တယ်ဟမ်ဆိုမြတ်တို့တော့ငါ့ကိုမနိုင်လို့လွတ်ထားရတာဟုတ်လားဘယ်သူပြောတာလဲအဲစကားဟမ်နောက်ဆုံးတော့လစ်သွားတာမဟုတ်လားအလစ်သွားတာမကျင်တော့ဟုတ်မလက်တိုက်လိုက်တယ်အဲကောင်နေနာမည်ကိုမပြောချင်လို့နော်ဇော်ဘုံကြီးအကုန်သိတယ်ဆိုတာကိုခင်ဗျားတို့ဇော်ဘုံကြီးကိုခန်းချမ်းချမ်းခင်မားလိုက်မယ်နော်ချော့တွက်နေမားလိုက်မယ် ဒီခေတ်ကပိုင်နေဆိုတာမရှိဘူးနော်ဦးမင်းအောင်လိုင်ကပြောပြီးသားမဟုတ်တာလုပ်တဲ့လူတွေကိုအကုန်ဖော်ထုတ်ပါလို့ပြောပြီးသားအကုန်ဖော်ထုတ်မှာရှင်းလားနော်အဲ့တော့ကြတော့ကျွန်တော်နိုင်ငံအေဂျင့်တော့မယ်တာယာတော့မယ်ပြည်သူလူထုတွေလည်းအသည့်သတိဝရိယတွေရှိပြီးတော့မှနိုင်ငံတော့အတိုင်းပြည်တွေလုံလဆိုင်ပါဝင်ရမယ်ပူပေါင်းရမယ်ကူညီရမယ်ကျွန်တော်တွေ့ရတဲ့အကြောင်းတရားတွေဟာကျွန်တော်ကဒီမုံရွာရဲ့ပေါ့နော်အခြေအနေအနေထားကိုသိကျင်တယ်သိကျင်တော့ကြတော့ကျွန်တော်တို့ကဟိုအဘာတိုင်းမှုကြီးကိုလည်းမေးတယ်နော်အဘာတိုင်းမှုကြီးကိုလည်းမေးတယ်မုံရွာရဲ့အခြေအနေရအဲပြီးလို့ရှိရင် မမေးရတဲ့ဆိုတော့ကျွန်တော်တို့ပြည်သူလူထုကိုပြန်လည်သိသိကျင်တာပေါ့အဲဒီ2021ဖေဖော်ဝါရီလတရက်နေ့အခင်းချင်းရနေဒီဘက်ကိုဖြစ်လာတဲ့ဥစ္စာတွေကျွန်တော်တို့ကကျွန်တော်ဆိုတော့စပီကာပေါ့နော်စပီကာကဘမ်းမလိုက်တိုင်းစပီကာဘမ်းမလိုက်တဲ့စပီကာနော်စပီကာနောက်တော့ဟိုဟာဒီကိုကျော်စိုးတို့ကြတော့ဒါသတင်းမီဒီယာဖြစ်တယ်ညီမလေးသတင်းကကြတော့သူကတရားဝင်အစိုးရရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ညီမလေးဖြစ်တယ်ပေါ့နော်အဲတာဝန်ထမ်းဆောင်နေတဲ့အဲ့ဒါပြောချင်တာကျွန်တော်တို့ဘမ်းမလိုက်တဲ့စပီကာဖြစ်တော့ကျွန်တော်သိချင်တယ်သိချင်တော့အမှန်တရားကိုလည်းခြားပြချင်တဲ့ အဲစိတ်ကကျွန်တော်ယင်နေနှလုံးသားထဲမှာအများအားကြီးရောက်နေတာဆိုတော့ကျွန်တော်တို့ဝင်ကြီးချုပ်နဲ့လည်းတွေ့တယ်ဝင်ကြီးချုပ်ရုံးကမှာတွားတွေ့တယ်ကျွန်တော်ရဲ့ကိုကျော်စိုးဦးရဲ့ညီမလေးသဇင်ဦးရဲ့ညီမလေးရဲ့အမေရဲ့ပြီးရင်ကိုကျော်စိုးဦးရဲ့ဟိုပေါ့နော်ကင်မရာမန်ပေါ့ညီလေးတွေအကုန်လုံးနဲ့တွားတွေ့တယ်စကိုင်းနိုင်ဝင်ကြီးချုပ်ဦးမြတ်ကျော်လည်းတော်တော်ကိုနွေနွေထွေးထွေးပဲအဲဆက်ဆံရှာပါတယ်ပေါ့နော်ဆက်ဆံတယ်အဲသိချင်တာတွေကိုပွင့်လင်းမြင်သားဆိုတာမေးခွင်းရပါတယ်ဆိုတော့ကျွန်တော်တို့ဆိုရင်ပြောတာပါပဲ ဝင်ကြီးချုပ်ကအရင်တုန်းကမြောင်ခမ်းနှုတ်ဟန်တာဝရီတို့ဒီကြံတာတို့ဒီကလေးတို့ပေါ့နော်အဲ့ဘက်ကန်ခေါ်ကလေးလမ်းပိုင်းမှာရွာ၁၂ပြားရှိနော်အဲ့ရွာမှာအမျိုးသမီးလားစင်၃အမျိုးသမီးလားစင်၃တော့မှာ तू ကနော်ဟိုဟာလှုပ်ပေးတဲ့နော်တော့တကယ်သဘောထားမြင့်မြတ်တဲ့လူလိုပဲပြောရမှာပေါ့ဒါကတော့အဲ့တော့အဲအဲ့လိုလူတွေရှိရနေပြီးတော့မှတိုင်းပြည်နိုင်ငံအတွက်အဖိုးတန်တဲ့စကားမျိုးတွေဘာတွေဆက်လုပ်ပြီးဆက်လုပ်ဘာမှမလဲဆိုတာတွေကိုကျွန်တော်တို့ကပြည်သူလူထုကိုသိသိစေချင်တာเนาะသိစေချင်တာအဲ့တော့စကားနိုင်ငံကြီးချုပ်ကတော့ အဲသူမုံရွာမှာပေါ့နော်သူဒီမုံရွာမှာသူသူပြောတယ်2021ရှစ်လပိုင်းလောက်မှာနေမယ်ပေါ့နော်သူတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာအခုမုံရွာမျိုးကအချို့သောလမ်းတွေလမ်းတွေမှာလာကြည့်ပါလမ်းချိုလမ်းကြားတွေအားစနိုင်လုံကက်တွေအားတွေသူခင်ပေးထားတယ်အဲပြီးလို့ရှိလို့ရှိရင်ဒီကျွန်တော်တို့ဟိုကန္တာယာပေါ့နော်ကန္တာယာမှာဆိုရင်အဲမှာဟိုပြည်သူရင်ပြင်လိုဟာမျိုးတွေအဲဟို အခြေအနေနဲ့အားကစားတွေပါဒီနေ့ဆိုရင်လည်းကြည့်လိုက်ကျွန်တော်ဘလုံးပွဲเนาะအသက်16နှစ်အောက်ဖလားပေါ့เนาะဝင်ကြီးချုပ်ဖလားပေါ့ဝင်ကြီးချုပ်စကိုင်းတိုင်းဝင်ကြီးချုပ်ဖလားကိုပြောပါเนาะဝင်ကြီးချုပ်ရဲ့ဖလားအဲကျင်းပါတယ်ကျွန်တော်တို့ကိုယ်တိုင်တွားရောက်ခဲ့တယ်အဲကျွန်တော်တို့အသက်တရမှာမကြောက်ပါဘူးတိုင်းပြည်မှာเนาะတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးနဲ့ကိုအစိတ်ကမိုင်းတိုက်နေတဲ့ဝါရာမိုင်းတိုက်နေတဲ့တိုင်းပြည်ကိုမငြိမ်မသက်ပြင်အောင်ဒီလိုမျိုးဒီလိုခွေးသစ်မီဒီယာတို့ပါတို့ကချက်ကားပြီးပြောနေတဲ့အရာတွေကမြေပြင်မှာတကယ်မဟုတ်ဘူးဆိုတာကို အသက်နဲ့ရင်ပြီးပြသခြင်းနဲ့စိတ်နဲ့ဒီမုံရွာကိုကျွန်တော်တို့ရောက်ရှိနေတာဖြစ်တယ်။နော်အဲ့တော့ကျွန်တော်တို့ကသွားတယ်။သွားတယ်သွားတော့အော်လိုင်းပေါ်မှာပြောနေတဲ့ဥစ္စာကမသိမုံရွာမျိုးကြီးဟာချောက်ကပ်ပြီးတော့မှဘာမှမရှိတော့ဘဲနဲ့နော်။ဟိုလူသူမနေတော့ဘဲနဲ့ဟိုရှိနေတဲ့မျိုးပြက်ကြီးမျိုးပြက်ကြီးတမျိုးလိုပေါ့ဗျာနောက်ဆုံးစင်းနေအဲ့လိုပဲပြောရမှာအဲ့လိုမျိုးပုံစံပြောတော့ကျွန်တော်တို့ကလည်းဟာစကားတိုင်းဆိုရအဖွဲ့ကဆိုတာဘာလဲဆိုတာကျွန်တော်ကကြည့်ချင်တာကြည့်ချင်တော့ကျွန်တော်ရောက်တယ်ရောက်တဲ့ချိန်မှာကျွန်တော်လမ်းတွေလိုက်ကြည့်တယ်လမ်းတွေအားလုံးနိုင်တော့ကရရခင်းထားတယ်အရင်တော့က ် PDF ကိုအားပေးကြတာဒီ NLD ဒေါ်စုကြည်ကိုအားပေးခဲ့တဲ့လူတွေပေါ့အဲအဲ့လိုလူတွေရအစနောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့အဲဒီနဆကအစိုးရရဲ့လက်အောက်မှာရှိနေတဲ့စကိုင်းတိုင်းဝန်ကြီးချုပ်နဲ့စကိုင်းတိုင်းတိုင်းမှူးကြီးတို့ရဲ့စွမ်းဆောင်ရည်ကိုမြင်လာကြတယ်မြင်လာကြတယ်ကြိုးကြိုးလာကြတယ်ပြည်သူလူထုကတခုပဲရှိတာကဒီစကိုင်းမှာကပြန်ပေးဆွဲတဲ့အဖွဲ့ရှိတယ်အဲ့ဒီပြန်ပွေးပြန်ပေးဆွဲတဲ့အဖွဲ့ကြောင့်သူက ဟိုနော်သခိုင်းမျိုးမှာနေနေတဲ့တထေးတကြွယ်တွေကမနေနိုင်တော့ဘူးလုပ်ငန်းရှင်တွေကလုပ်ငန်းရှင်တွေကမနေနိုင်တော့လုပ်ငန်းရှင်တွေကတခြားနေရာမှာသူတို့ကိုပြန်ပေးဆွဲပါလေပြန်ပြန်ပေးဆိုတာဘယ်လိုလဲဒါသိလားတစ်ချိန်တုန်းကခမားတို့အားပေးခဲ့တဲ့ NLD တော်စုကိုထောက်ခံခဲ့တဲ့လက်သုံးချောင်းထောင်ခဲ့တဲ့လက်ရှိ PDF တွေအရပဲခမားတို့ပြန်ပေးပြန်ဆွဲတာနော်ပြန်ပေးပြန်ဆွဲတာပြီးလို့ရှိရင်တစ်ဖက်မှာ PDF တွေသွားတဲ့လူကိုမူးယစ်စေဝါနဲ့ထိန်းထားတယ်ကောင်မလေးချောချောလာလာလေးတွေစကွန်၁၈စကွန်၂၀လေးတွေမိကောင်မအွယ်လေးတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဒီ PDF တွေကိုဆေးပြားနဲ့ထိန်းတယ်မိမနဲ့ထိန်းတယ်အပျော်ပန်းနဲ့ထိန်းထားတယ်နော်ဒါ PDF NUG လောက် MOG လောက်ကအဖွဲ့တွေကနော်ဆေးပြားနဲ့မူရစ်ဆေးဝါးနဲ့ထိန်းတယ်မိမနဲ့ထိန်းတယ်ပြီးတော့ကြည့်လို့ရှိရင်တို့ကအပျော်ပားတွေအတော်အစားတွေနဲ့ထိန်းထားတယ်အဲ့တော့ဒီကလေးတွေဘယ်လိုမှယုံထွက်မနိုင်တော့ဘူးနော်ယုံထွက်မနိုင်တော့တို့ကစုပ်လဲစုစားလဲယူဖြစ်တယ်အခုကဲကျွန်တော်တို့မုံရွာမှာနော်တွားနေတယ် ်ပီဒီအက်တွေပါမမုံရမှာမတော်ရဘူးပါညာကျွန်တော်ဇော်ဘုံအင်းလေဟိုမှာပြည်ပမီဒီယာကြော်စိုးညီမညီမလေးသစဉ်ဦးလေအကုန်လုံးကတိုင်းသိပြည်တီ၃ရောင်လုံးဒီ၃ရောင်လုံးကမုံရောင်ကိုရောက်နေတာမုံရောင်ကိုကဲကြည်ုံဘလုံးခွေးထဲမှာပွဲကြည့်စင်တော့အထူးအထူးဟိုဖိတ်ကြားချက်ရဲ့ဧည့်သည်တွေမဟုတ်ကိုကိုဘကိုသွားတာသွားတာဒါဒါအကုန်လုံးသိတယ်ကျွန်တော်တို့ကျွန်တော်တို့ပြောတဲ့စကားတိုင်းကျွန်တော်လိပ်ပြလုံးနေလိညာမပြောတတ်ဘူးကိုဘကိုသွားတာသွားတော့ကျွန်တော်တို့ကဒီကဟိုပေါ့နော်ဒီကျွန်တော်တို့မုံရွာရဲတိုင်းတစ်ဖွဲ့မူကြီး CB နော် CB နဲ့ ကျွန်တော်တို့တွေ့ဖို့ချိန်တယ်မုံရမျိုးမရဲစခန်းထဲကိုကျွန်တော်တို့ရောက်တယ်မောင်နှမသုံးအောင်လုံးเนาะရောက်တယ်အဲတွေ့တယ်အဲတရင်အချက်လက်တွေမှားနေတယ်ဒီမုံရနဲ့ပတ်သက်ပြီးရင်ပေါ့နော်အေးကြတယ်ဒါပေမဲ့ကျွန်တော်ဆွမ်းနာပြောတော့အခုပြန်ပေးဆွဲတဲ့အဖွဲတွေကိုလည်းနာမခတိုင်းမူကြီးနဲ့เนาะနာမခတိုင်းမူကြီးနဲ့အရာကြီးအချက်တီတွေအားလုံးပူးပေါင်းပြီးတော့မှเนาะနည်းမြင်ရှင်းလင်းရေးတွေလုပ်တယ်အဲမသိကြအောင်ဆိုမျိုးဆိုမယ်ဒီနေ့အောင်ပွဲတွေဆိုရင်ဒါဒါနာမကတိုင်းမူကြီးဆိုဒါ lucky ကောင်းတယ်လို့ပြောရမှာဒါကျွန်တော်တူးစေနာမန်နဲ့ကျွန်တော်ကျွန်တော်တို့တွေရောက်နေရသူအောင်မြင်မှုတွေဒီမှာเนาะဂန်းကော်တို့ဘာတို့မှာလောင်းတွေလက်နဲ့တွေရကြတယ် နော်အလောင်းတွေလက်နဲ့ရတယ်ကျွန်တော်တို့ဟိုရွှေမြတာတို့ဘာလို့မှာအလောင်းလက်နဲ့ရတယ်ငါလောင်းလို့အဘနဲ့လက်တို့အဲ့လိုရရရတယ်အကျွန်တော်တို့လာတော့အတိုင်းမွေးတောင်မှာအကိုတော်ဘိုးကြီးကဟိုနော်စစ်သွေးစစ်မှန်စိတ်အပြည့်ရှိလို့တိုင်းပြည်ကိုတကယ်ချစ်လို့ကိုကျော်စိုးဦးကတော့တိုင်းပြည်အတွက်အဓိကမန္တန်ကြီးထဲမှာပါဝင်နေတဲ့သတင်းမီဒီယာတွေဖြစ်လို့ဒဇင်ဦးဆိုတာလည်းတက်မတော်ရဲ့နော်ဟိုနေပြည်တော်ရဲ့ဟိုအောက်မှာနော်ဟိုတိုင်းပြည်အတွက်လူမျိုးတွေကိုမိမမတန်မဲနဲ့ပေးဆက်နေရတဲ့အရာတွေအားလုံးကတိုင်းပြည်ပေါ်မှာတစ္ဆာခံနေဆိုတော့ ပုံစံမျိုးနဲ့အောင်မြင်မှုရတယ်ဒါကျွန်တော်တို့ကတော့ကိုကိုကိုပြောတာမဟုတ်ပါဘူးဒါကျွန်တော်တို့ဒီမှာနားမကတိုင်းမူကြီးလေးသိပါတယ်နော်ကျွန်တော်တို့တွေကရန်သူမဟုတ်ပါဘူးကျွန်တော်တို့ကိုကျော်စိုးဦးလို့ဒဇင်ဦးလို့စနိုက်ပါစုလို့အကိုနောင်တော်လေးတို့အကိုကျော်မျိုးမင်းတို့နော်ဟိုရှိပါအောင်ပဲအများကြီးပေါ့နော်ကျွန်တော်မပူတူလေးနော်ပောက်ကိုတော်တို့ကတက်မတော်အတွက်ကျွန်တော်တို့ကရန်သူမဟုတ်ပါဘူးကျွန်တော်တို့ကတက်မတော်အတွက်မိတ်ဆွေကောင်းလေးပါတမရုံနဲ့တမရုံမိသားစုအတွက်နိုင်ငံတော်ကိုအေးချမ်းသာရွာစွာဖွံ့ဖြိုးပြီးတိုးတက်တဲ့နိုင်ငံတော်တစ်နိုင်ငံတော်တစ်တစ်ခုစီကိုရောက်ဖို့အတွက် ကျွန်တော်တို့ကအစိုးရအဖွဲ့ရဲ့အစိုးရနတ်ဆက်ကအစိုးရကြီးနဲ့တက်မတော်အတွက်ကျွန်တော်တို့ကရန်သူမဟုတ်ပါဘူးကျွန်တော်တို့ကမိတ်ဆွေကောင်းနေပါကျွန်တော်တို့မှာကျွန်တော်မှာအဖေမိခုချိန်ရှိရှိသေးတယ်တားသမီးရှိတယ်မိန်းမရှိတယ်ကျွန်တော်တို့မှာမိသားစုတွေရှိပါတယ်ကျွန်တော်တို့ဒီအလုပ်ကိုခင်ရပြီးလုပ်နေတာမဟုတ်ပါဘူးတိုင်းပြည်နယ်လူမျိုးတွေအုတ်တချက်တဲတပွင့်အနေနဲ့နော်ပူပေါင်းပါဝင်နေတာကုညီနေတာဆောင်ရွက်နေတာပါနော်အဲ့ဒီအတွက်ကျွန်တော်တို့လိုလူမျိုးတွေကိုဒီစကိုင်းတိုင်းနော်စကိုင်းတိုင်းဝန်ကြီးချုပ် နော်ဦးမြတ်ကျော်နောက်တော့စကိုင်းတိုင်းနားမှာကတိုင်မူကြီးဗိုလ်ချုပ်မျိုးမင်းထွေးတို့ရဲ့ကျွန်တော်တို့အပေါ်မှာနော်ကျွန်တော်တို့အပေါ်မှာသူဓာကြီးတဲ့စေတနာမေတ္တာတရားတွေဟာသူ့ကိုရောင်ပြန်ဟတ်တာပါနော်ဒါအတိုင်းချစ်ပြီးချစ်တဲ့နိုင်ငံချစ်တဲ့လူတွေအားလုံးဝိုင်းဝန်းပူးပေါင်းပြီးတော့လုပ်တဲ့အတွက်အောင်မြင်မှုတွေရပါတယ်နော်ဒီလိုပဲဘယ်တိုင်းပဲဖြစ်ဖြစ်နိုင်ငံတွင်းမှာရှိနေတဲ့နော်အစိုးရအဖွဲ့ဝင်တွေအားလုံးကျွန်တော်တို့ကိုခိုင်းချင်တာခိုင်းလို့ရပါတယ်လာတာပြီးကြရမလို့ပါဘူးခင်ဗျနော်ကိုတမင်းကိုစားပြီးတော့မှ ကိုတိုင်းပြည်ကိုနိုင်ငံကိုလူမျိုးတွေအလုတ်လုတ်တာပါနော်အဲ့တော့ကျွန်တော်တို့အောင်မြင်မှုတွေရကြတယ်အဲ့လိုပူပေါင်းမှကျွန်တော်တို့အောင်မြင်မှုကိုရမှာ哦အဲ့တော့ဟိုစကိုင်းမှာကတော့ဒီမုံရွာမှာကတော့ကျွန်တော်တို့လမ်းဝင်တလမ်းဝင်တလမ်းထွက်သွားကြည့်တယ်ဒီဝန်ကြီးချုပ်ဦးမြတ်ကျော်လက်ထက်မှာကျွန်တော်တို့ခုမြောင်ခင်အခုကျွန်တော်ပြောတဲ့ဟန်တာဝီတို့ဘက်မှာအဲစားရပိတာဘယ်လောက်ဒါမဲ့ဝန်ကြီးချုပ်ကသူကအရက်ဖက်ကိုအရက်ဖက်ဖွဲ့စည်းဆိုတော့သူကသူကဝယ်ပေးနိုင်တယ်အစားလိုတယ်စီလိုတယ်စမ်းလိုတယ်အအသုံးဆောင်ပစ္စည်းတွေလိုတယ်သူဝယ်ပေးနိုင်တယ်အဲသူ့အဒီတိုင်းမူရနေပြီးတော့မှ husky တွေပါနေပေးမှအဲ့နေရာတွေကိုချပေးရနော်စကိုင်းတိုင်းမှာအခုလက်ရှိရှိနေတဲ့ ်ဓာကစားမှုဆိုလဲတော်တော်တော်တယ်လို့ပြောမယ်ကိုအောင်ကျော်ဆိုင်เนาะဓာကစားမှုကကိုအောင်ကျော်ဆိုင်เนาะတော်တော်တော်တယ်တိုက်ခိုက်ရေးကုံတွေကိုကျွန်တော်ကိုတွေ့ကျင်လို့ရှိရင်တက်မတော်အနာယူမှာလာတွေ့ပါကျွန်တော်ဒီတောင်ဝင်ထမ်းဆောင်နေတဲ့နေမှာဘဲကုံတွေဘဲစည်းဝါးရေးသမားတွေမှာစကားမပြောပါဘူးအပြတ်ပြောတာလဲဒါပေမဲ့အောက်ချိန်မှာကတော့နည်းနည်းလေးကြက်မှတ်ဖို့เนาะအာဓာကစားမှုကြီးကိုအောင်ကျော်ဆိုင်တော့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာเนาะအောက်ချိန်မှာခိတ်တွေမှာတောင်ဝင်ကြနေတဲ့เนาะဟိုမှုတွေဘူကြီးတွေကိုကြက်မှတ်ဖို့လိုပါလိမ့်မယ်ဘက်ဆန်နေတောင်းနေပါတယ် လုံးဝမလို့တဲ့စေတော်ကြီးပါလားဂိတ်တွေလားအိုက်ဂိတ်တွေမှာဆိုလို့ရှိလို့ရှိရင်နော်ဒါကသာမူကြီးမတိတဲ့အခြေအနေမျိုးမှာပတ်စံယူပြီးတော့မှလွတ်ပေးနေပါတယ်နော်ကျွန်တော်အမှန်တရားကိုပဲပြောမှာပါနော်အမှန်တရားကိုပဲပြောမှာလွတ်ပေးနေပါတယ်အဲ့ဒါတွေကိုကြက်ကြက်မက်မက်ဆောင်ရွက်နိုင်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့ရန်သူကြီးရောက်သွားတဲ့အာကျွန်တော်တို့အတွက်ကြာဆုံးမှုတစ်ခုဖြစ်ပေါ်လာလာနိုင်နေပေါ့နော်ဖြစ်ပေါ်လာနိုင်ပါတယ်ပေါ့နော်အဲ့လိုမျိုးပဲအဲ့တော့ကျတော့စကိုင်းဒီစကိုင်းတိုင်းအနေထားနဲ့မုံရွာမြို့ကတိုင်းအခြေစိုက်စစ်ဌာနချုပ်ကြီးရှိတဲ့နေရာက အေးချမ်းချမ်းပါပဲကျွန်တော်တို့လိုဇဝင်းတို့လိုကျော်စိုးဦးတို့လိုဒဇင်ဦးတို့လိုလူတွေတောင်မှလွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားဈေးဝယ်ထွက်ကျွန်တော်ဟိုနေ့ရိုက်တယ်ကန္တာယာရှိမှာပဲနော်အဲတင်မိုတီတောင်းတို့ဟာဗာတီယတီတောင်းတို့ဘာလို့ဝယ်စားတယ်နော်ဒါကအုပ်ချုပ်တဲ့လူတော်လို့ပေါ့ဗျာအုပ်ချုပ်တဲ့လူရဲ့အောင်မှာယာရှိယာခံအချက်စစ်တွေရဲတပ်ဖွဲ့ဝင်ပြည်သူစစ်တွေရှိလို့ပေါ့နော်အဲပြည်သူစစ်တွေရှိလို့ပေါ့မန္တလေးတဲ့မန္တလေးဒီဒီနေရာတော်တော်ဆိုးရနေရရင်နော်ဒါပေမဲ့မန္တလေးလိုမျိုးပြည်သူစစ်တွေဆိုးမိုးစေချင်တာပြည်သူစစ်တွေလိုအပ်တယ် ဒီဒီမူရမှာပေါ့နော်အပြည်သူစစ်တွေနေရာတိုင်းမှာရှိနေတဲ့တခုတော့ပြောမယ်လှုပ်ရှားတဲ့ပြည်သူစစ်တော်မဟုတ်ဘူးတိုင်းပြည်ကိုတကယ်ချစ်တဲ့နိုင်ငံကိုတကယ်ချစ်တဲ့ကိုမျိုးကိုရွာကိုတကယ်ချစ်တဲ့ကိုရက်ကွက်ကိုရွာကိုချစ်တဲ့ပြည်သူစစ်မျိုးတွေမုံရွာမျိုးမှာလိုအပ်ပါတယ်ခင်ဗျနော်အဲ့ဒါလေးတွေကုညီပေးစေလိုပါတယ်နောက်တော့ဆရာတော်ဥဝါတော်ပေါ့နော်ဆရာတော်ကိုလည်းအဲကျွန်တော်ဒီ live ကနေပြီးတော့တောင်းဆိုခြင်းမှာဘုရားမှာအဲဒီပေါ့နော်တကယ်လှုပ်ချင်ခိုင်းတဲ့စိတ်ရှိတဲ့ပြည်မုံရွာမျိုးပေါ်မှာအခုတရွေ့တွေ့ကြရပြန်မလာရဲဘူးဒါပေမဲ့စီမံချက်ရဲ့အောက်မှာ လုံဆောင်ချက်တွေကောင်းတဲ့နော်အအခြေခံစစ်တီစစ်သားတွေနဲ့ပေါင်းလို့လိုက်တဲ့အတွက်အခုအဲ့ဒီအမှုကလည်းတော်တော်များများကိုပြောင်းနေပြီဒါပေမဲ့ကျွန်တော်မြန်မာလူမျိုးကသိရတာအချိန်နဲ့ကြောက်နေသူကကြောက်နေတယ်တရေတွေကပြန်မလာရဲဘူးအဲ့ဒီတရေတွေမုံရွာတရေတွေဘယ်မှာရှိလဲသိလားနေပြီးတော့ပြင်ဦးလွင်နော်မန္တလေးစစ်တပ်ရှိတဲ့ area မှာပဲစေအခုဒါရင်နဲ့ပဲပေါင်းပြီးတော့ပဲနေတာဒီမှာကိုယ်စလဲတွေလောက်လုထားတာနော်ဝန်ကြီးချုပ်တွေနိုင်ငံတော်အစိုးရအဖွဲ့တရက်ကပဲဝန်ကြီးချုပ်တို့တိုင်းမှုလို့ရတာဒီလိုနေရာမှာနေပြီးတော့မှဒီမျိုးကိုကာကွယ်နေတာ နော်အခုကလေးတွေစရမ်းဆောင်ဝယ်စာပြေတော့မယ်ကျွန်တော်ဒီနေ့ရောက်တယ်ဒီနေ့ရောက်တယ်ရောက်တော့ကျတော့နော်ចောင်းသူចောင်းသားတွေကလည်းဟိုပွင့်လင်းပြောင်းကျွန်တော်တို့တွေ့တော့ပျော်တာပေါ့ဗျာပျော်တာပေါ့ကျွန်တော်တို့ကတော့ဟိုဟိုနောက်တစ်ခုရှိတယ်အဖိုးကြီးဗျအဲ့အဖိုးကြီးအသက်54နှစ်ရှိပြီနော်အဲ့ဒါကျွန်တော်ရဲ့အမလာပြီးတော့ရေးနေလို့ तू ကမလျှော်တော့ဇွဲနဲ့လုံးဝဝရိယထားပြီးဒီစရမ်းဆောင်ဖို့ပြော तू ဖြေဆိုနေတာနော်ဖြေဆိုနေတာဖြစ်နေတဲ့အတွက်နော်အဲ့ဒါပညာရွှေဦးလူမကိုးတဲ့ပညာဆိုတာအိုးတယ်မရှိဘူး ူနိုင်တဲ့ဘက်ကလုံးမယ်အဲ့တော့ကျွန်တော်တို့ဒီမှာရှိတဲ့ပါတဲ့ညီကိုတွေအဲအဲ့ဟိုအဲ့ဟို54နှစ်ဆိုတော့အကိုကြီးပဲထားပါပေါ့ကျွန်တော်တို့လည်း10နဲ့17နှစ်လောက်ကြီးရပါပေါ့အဲသူ့ကိုအဲသူ့ရဲ့ပုံစံလည်းနည်းနည်းစင်ရွှန်းနှမ်းပါပေမဲ့မြန်မာစာပေအဲမြန်မာရဲ့ဒလီထုံးလန်းအစင်လာရင်ကျေးမှုတွေကိုသူမျက်နိုးတယ်အဲ့အတွက်သူဒီ grade တွဲကိုသူရအောင်ဖြေမယ်ဆိုပြီးတော့မှဝင်ရောက်ဖြေဆိုနေတဲ့အကူပါ54နှစ်ပါအဲ့ဒါရရလဲဝိုင်းဝန်းထောက်ပံ့ကြတယ်အကူတွေပါတဲ့အကူတွေလည်းတသိမ်းပေးတယ်ကျွန်တော် ဘူးလို့ညီမတို့အကုန်လုံးဝိုင်းမထောက်ပံ့ပြီးတော့အဲ့မှာဒဇင်ဦးကတော့စပီချိုရီလူတယ်ကျွန်တော်နဲ့ပါလာတဲ့အကိုကြီးနဲ့အဲကျွန်တော်နဲ့ကိုကျော်စိုးနဲ့ပေါင်းပြီးတော့မှအဲចောင်းသားအူရအောင်နေရို့တယောက်9000ကျွန်တော်တို့ကျွန်တော်တို့ဒီစကိုင်းတိုင်းတိုင်းလုံးမှာပြန်နေဖြစ်ဆိုမဲ့လူက8000နဲ့မှာညီမလေး200နဲ့ဦးလားဟုတ်လား8000နဲ့ဦးလားเนาะအဲပြန်ဖြေမဲ့ဦးသားเนาะအဲဝင်ကြီးချုပ်နဲ့တွေ့တဲ့အချိန်မှာနောက်တစ်ခုကကျွေးတာကသူကဝင်ကြီးချုပ်ကျွေးတာကသူကဒီစကိုင်းတိုင်းဒီပညာရေးဝင်ကြီးပေါ့เนาะဒီဝင်ကြီးချုပ်တို့ကသူက ဟုတ်တယ်၈000နဲ့ရောက်အေးအကိုမက်မိတယ်၈000နဲ့မှ900နဲ့ရောက်ပေါ့နော်တရက်ကို10000လုံးနဲ့တရက်ကိုចောင်းသူចောင်းသားတဦးကို10000လုံးနဲ့ជွေးမွေးနေတာဖြစ်တယ်သူကဒီ nicer ဒီညညပေါ့နော်ဒီဟိုစာချက်ချင်ရအစပေးတယ်နော်ကော်ဖီတို့ဘာတို့ညာတို့နဲ့အမှ10000ဒီဝင်ကြီးချုပ်ကနေပြီးတော့မှဝင်ကြီးချုပ်ရဲ့ဟိုဟာပေါ့အမှန်အစိုးရအဖွဲ့နဲ့ပေါ့နော်ဒီပညာရေးဝင်ကြီးအားလုံးပါတာပေါ့နော်အဲအဲ့ဒါ10000လဲဆိုတော့10000ဆိုတာလူတစ်ယောက်စားလို့ရပြီလေကလေးတွေလေနော် ော့ကျွန်တော်တို့ကတော့ကျွန်တော်တို့တက်နိုင်တာမဟုတ်ဘူးတယောက်9000စီကျွန်တော်တို့ပေးခဲ့တယ်လူအယောက်900တာနော်အဲ့မှာကျွေးတဲ့ဆန်ကိုတွားကြည့်တဲ့အေယာမင်းနော်ဆန်တွေကိုကော့နေတာပဲပြီးတော့ချက်ပြုတ်ကျွေးတဲ့လူတွေရတယ်စေတနာပါရှာတယ်အာလူလိုပါဆိုအဲ့မှာကြည့်လိုက်ရေစိန်ထားတယ်ချဲဥတွေပြုတ်ထားတယ်ငပိတောင်းတွေကန်းတီတွေကျွန်တော်ဗမာလူမျိုးတွေဗျာပြည့်ရမလားငပိပါရင်သမင်းစားရတာမြိန်တာဟုတ်အဲ့ဒီတော့ကျွန်တော်တို့အတိုင်းဆိုရအဖွဲ့အစည်းတရလုံးနဲ့ဒီတိုင်းမူးယူဒီចောင်းသူចောင်းသားတွေကိုသားကိုကျွန်တော်တို့အထူးကျေးဇူးတင်ပါတယ်เนาะကျွန်တော်တို့အပြင်မှာကြတော့အာမဖြေနဲ့တို့ဘာဖြစ်တော့냐면ကျွန်တော်တို့လည်းပြောခဲ့ပေးပါတယ် ပြောခဲ့ပေးတယ်ဒါပေမဲ့ကျွန်တော်တို့ပြောခဲ့တယ်ဆိုတာကအခြေခံလူဒန်းသားတွေအပေါ်မှာကြည့်ပြီးတော့မှကျွန်တော်တို့ကပြောခဲ့တာဖြစ်တယ်ဒါပေမဲ့အလုံးအအောင်ပြီးပြီးတော့အမှတ်40နဲ့ဘာညာလို့ဆိုတော့ဒါလူကြီးတွေကကျွန်တော်တို့လက်ကြီးတယ်လေတိုင်းမျိုးချုပ်မင်းလုံးနေကြတော့သူတို့ကောင်းမဲ့ထင်လို့လုတ်ခဲ့တဲ့အရာပဲကျွန်တော်တို့ចောင်းသူចောင်းသားတွေနဲ့အတူတူဒီအောင်ပွဲကိုအနိုင်ရအောင်ဖြည့်ဆို့ဖို့ကအဲ့ကလေးတွေတာဝန်နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့မုံရွာမှာရောက်နေတာပါနော်ကျွန်တော်တို့စစ်ဘေးရာဆိုဒီဘက်မှာအခုရှိတဲ့ အဗျာမူကြီးဦးမင်းမင်းဦးတို့လားကိုမျိုးလာထွန်းလာပါကျွန်တော်တော့နာမည်တော့တိကျတော့မသိဘူးပြကျွန်တော်လည်းကိုလုံးနဲ့ကိုရှုပ်တယ်အတော်တယ်အတော်တယ်မရရအောင်ပြန်ပြီးတော့မှဒီကိုစကန်းကိုတိမ့်ပက်လာတာဒီစကန်းကတော့ဒီမုံရွာဒီတက်ဝိုက်အားလုံးတော့တို့တက်မတော်ဝါနေပြီးတေးသေးချာချာကိုဟိုပေါ့နော်ဒီတိုင်းမူကြီးအစီမံနဲ့အဲလှုပ်လာနိုင်ပြီပေါ့နော်အခုကအခုကျွန်တော်တို့ဖြစ်တဲ့ရွှေမြတ်တာတို့ဘာလို့ဆိုတာကံကောနဲ့ကျွန်တော်တို့ဒီဟိုကလေးလမ်းပိုင်းထဲမှာရှိနေတဲ့ဟိုဘာမှဖြစ်တာပေါ့နော်အဲ မဖြစ်တာပေါ့နော်အကန်ကောမှာဆိုတော့ဒီနေ့မနေဘူးရတယ်ဆောင်းရလို့ပဲပေါ့ညီမလေးသတိဦးပြောသလိုပဲအေးပြင်းရင်ကိစ္စဆိုလို့ရှိရင်ဒါဒီခွေးသစ်မီဒီယာတွေကတည့်ရတိုင်းလေလိန်ညာချင်းကသူတို့ပါဆက်မှာလိန်ညာချင်းသူတို့ကသူတို့ကမယုံလို့တည်သွားလို့ရှိရင်မီးတင်းကြိုကြည့်လိုက်သူတို့တကူလုံးတာမီးလောင်မယ်အဲ့ရှာမီးမလောင်ဘာလို့လဲလိန်လို့နော်အောက်တန်းသားတွေနော်အဲ့တော့ကြတော့ပြောချင်တာအဲ့ဒါဥစ္စာသတင်းမားတွေဖြစ်တယ်နော်တိုင်းပြည်ကိုအဲ့လိုသူတို့သတင်းမားတွေထုံးလွှင့်နေလေသူတို့ကြာရှုံးလာလေလေဖြစ်လာတယ် ပြည်သူလူထုကလည်းတို့အယုံကြည်မရှိတော့ဘူးနော်အားလုံးကလက်နက်တွေကိုကြီးနဲ့ဒီ PDF ထဲမှာတွေလက်နက်ဆိုတာခင်ဗျာဝဲဝဲတဲ့စစ်မဟုတ်ဘူးနော်ကျွန်တော်တို့တမေးကြည့်တာဒီစကိုင်းတို့မုံရွာတို့ဘက်ဒီမှာဆိုအားလုံးရနေပြီအဲ့ဒီငားလို့ရနေတာဘယ်သူလဲသိလားအဲ့ဒီ PDF တွေပဲ PDF နဲ့အပေါင်းပါဝင်ဖွဲ့တွေပဲနော်ကျွန်တော်တို့တက်မတော်မှာဆိုတာတင်နံပါတ်တွေနဲ့တနက်ငားလို့လည်းမရအောင်တနက်ကိုလွယ်တကူလည်းထုတ်မပေးတာဘူးနော်ပြစ်စက်ကလည်းလုံးလို့မရအောင်နော်ဒါအစိုးရတရဲ့အောက်မှာရှိနေတဲ့အဖွဲ့အစည်းတစ်ခုရဲ့စီကံကိုခေါ်ခေါ်ဆိုတာဖြစ်တယ် နော်အဲအစိုးရရဲ့အောက်မှာမရှိနေတဲ့ဒီ NUG တို့ MOG ဘာလီဒီတို့ဒီအပကဖာလာဘာလီနားမလဲဦးဗျာဖာသမားနဲ့ပေါ့လို့ပဲသားဟာတွေဟာတွေအယုံနောက်လို့နော်အဲဥစ္စာတွေရဲ့အောက်မှာနေတဲ့ဟာတွေတော့စီကံမရှိဘူးခင်ဗျားတို့ပြည်သူလူထုကိုအချိန်မြွေးနိုင်ခြင်းမယ်ကျွန်တော်ပြောထားသလိုမူရစေဝါကျွေးမယ်မိမတွေနဲ့ပြောအောင်ထားမယ်အရက်တောက်တဲ့ကောင်အရက်တိုင်းမယ်နော်ပြီးရင်တို့လုတ်ချင်တာလုတ်ခိုင်းမယ်နော်အဲတရားမေးမုံရမျိုးတတ်သွားလိုက်အဲ့ညမှာဘော့ဆွဲလာခဲ့တိန်း၃00နဲ့၃00ပဲကလေးရတာပြန်ပြီးဆွဲတာ ခင်ဗျအဲ့ဒါကိုဘယ်အဖွဲ့စည်းကစစ်မှန်လဲဟမ်အစိုးရတည်းရဖြစ်ပေါ်လာနိုင်လားခင်ဗျားတို့ကျွန်တော်တို့ပြောတယ်အခုခင်ဗျားတို့ NUG ကျန်အောင်ပဲပြောနေ NUG ကိုပဲပြောလာချိုးအဘကကြိုကြီးဦးမရောင်လိုက်ဦးဆောင်နဲ့တက်မတော်ကြီးကကြည်တစ်ချက်မပေါက်ဘဲနဲ့ပြန်ဝင်သွားတာအားလုံးကြည်စံနေနဲ့ပြေကြကကြဒုံးနေနဲ့တိုက်ကြကကြသေးကြနှစ်ဖက်နှစ်ဦးနှစ်ဖက်သေးတယ်နော်တကယ်တမ်းကျရင်ဘကကြိုကြီးကိုငိမ့်ငိမ့်လိုပဲဆူတောင်ပေးရအောင်မမဟုတ်ကောင်းပြောတာဖားနေရမို့ဖားရကြောက်ကြောက်တောင်းလည်းမရှိဘူးစံတစည်းတောင်မစားဘူးသူရှိရနော်ငငယ်တော့ကသူ့ကိုလေးပြူဘူးလား သူ့ကိုငញ្ញိုင်းလိုပဲသူ့တော်ပေးအောင်မှာဘာလို့လဲလာချိုးလို့ဒီလိုရမခတိုင်းကြီးတွေကိုတနက်တစ်ချက်မှမဖောက်ဘဲနဲ့ဝင်ချသွားတာဘလို့လှုပ်လိုက်တယ်မသိဘူးကျွန်တော်တို့ကအခုချိန်ဒီနားမလဲသေးဘူးเนาะအဲ့တော့ကျွန်တော်တို့စဉ်းစားတင်တယ်အစိုးရတရက်ကလှုပ်ပြီဆိုရင်မဖြစ်ဘူးတော့မရှိဘူးတရားဝင်အစိုးရကိုပြောတာเนาะခင်ဗျားတို့အဲ့ ANU ကြီးခင်ဗျားတို့ဝိုင်းပြောလေဖေလိုမှာဇော်ဝေဆိုဘာတယ်မှာသာနေလို့ဘာပဲရီမုံဖေလိုကိုမေကိုလို့တွေမင်းတို့ကောင်းနေကြအောင်မှာစစ်တပ်ဝင်နေမင်းတို့ဘာလှုပ်တာလဲဘာညာပြောလေမောင်ဆောင်ခါတို့ဘယ်မှာလဲပြောလေ မောင်သောကလူကုန်ကိုပြီးစစ်တိုက်သွားတာလေလာချိုးမှာအိမ်သုံးတောင်ယူပြီးတော့မှမင်းတို့ PDF တွေကြားကနေသေပေးရတာမင်းတို့မှာအခုနေစရာမြေမရှိဘူးငါတို့ကရှိတယ်ငါတို့ချင်းတွင်းဟိုမှာတရားရီလည်းရောက်ဘာအကုန်ဆုံးရောက်နေတယ်ဒီမှာဟိုဆိုဘာကာလူလာပါလေဘယ်နေရဟမ်ရောက်တယ်ကျွေးရင်အဝိုင်းတော့နောက်ပါလေဟိုဝန်ကြီးချုပ်ကြီးကလှုပ်ထားတဲ့နေရာကြောက်ကလန်းအကြောက်ကလန်းလားဟုတ်ကြောက်ကလန်းကြောက်ကလန်းနေလဲငါတို့ရောက်တာပဲငါတို့ PDF တွေလိုက်ရှာမှာတွေ့ပါဘူးမင်းတို့ PDF ဘယ်သွားနေအောင်ငါတို့မုံရောင်ရောက်နေရ ါတို့ကိုပြန်ကြကြည်ကားကားနဲ့ပြန်မှာပြန်မှာလေးမကြီးကိုပြန်မှာမင်းတို့ကြည့်တဲ့နေရာတွေကိုသိကျင်လို့နော်အဲ့ဒီမှာမင်းတို့ကိုကျော်စိုးဦးရှေ့ကပြောသွားသလိုပဲမင်းတို့ရှောင်းနိုင်အောင်ရှောင်းနော်မရှောင်းနိုင်ရင်တော့ကုသေးတင်ကိုတူးတာပဲငါတို့ကတော့မင်းတို့ဗလိုင်းလာမှာတော့မဟုတ်ဘူးနော်နော်ဗလိုင်းလာမှာမဟုတ်ဘူးနော်ငါတို့တက်မတော့နီးပညာပိုင်းဆိုင်ရာတွေအားလုံးကအောင်မြင်သွားပြီတက်မတော့အစိုးရရဲ့အောက်မှာရှိတဲ့အဖွဲ့အစည်းတခုဆိုတာကအချိန်တိုတွင်းမှာပဲနော်အချိန်တိုတွင်းတခုမှာပဲအောင်မြင်မှုကိုပြန်လည်ရယူဖို့နော်အခုနောင်ချိုးချိုးလည်းမကြခင်ပြန်ရတော့မှာနော်ခွေးပြေးပြေးနေပြီ နော် DNA လေးဟိုမှာနောင်ချိုးမှာဟိုမှာတက်မမူကြီးပါလို့ရှိတယ်နော်ဘုံလေးပါပြောอืมဦးမြင့်နော်နော်နောင်ချိုးမှာဦးမြင့်ဦးစီးပြီးတော့မှတိုက်နေတာနော်မင်းတို့ခွေးလေးတွေပြေးနေရတာတဲ့နော်မင်းတို့ကြောဘွေးတွေရွှေလူရွှေသားတွေပြည်သူလူထုအိမ်တွေတက်ဖောက်ပြီးတော့ခိုးထားတဲ့ရွှေလူစီသားတွေတော့စစ်သားတွေရတယ်ငါပြောနေတာအောက်စစ်သားတွေများများရပါသေးလို့ကြောဘွေးတလုံးမှာတစ်ဝက်လောက်ရပါသေးလို့ဆူတောင်းတယ်မင်းတို့ရွှေတွေပြည်သူလူထုတွေခိုးအကန်ကြီးတို့အရွှေမော်တို့တော်တို့ အရာကြီးမှာကိုတူပြီးတော့ကိုရတဲ့အရွှေတွေအခုတက်မတော်သားတွေကသူမင်းမင်းတို့နောက်လိုင်းလိုင်းနဲ့အဲ့ရရနေမင်းတို့တိုက်မယ်တိုက်မယ်တိုက်မယ်ဟာလိုက်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 ဆိုရယ်မင်းတို့ပြေးရတာခွေးပြေးပြေးရတာဟိုကလိုက်တာနော်ဟိုကလိုက်တာမှာရွှေလဲရတယ်အလောင်းလဲရတယ်လက်လက်လဲရတယ်ဆိုပြီးပြီပေါ့ကွာဟုတ်တယ်မလားအဲ့နောင်ချိုးကမကြခင်ပြန်ရတော့မယ်နော်အဲ့တော့ကျတော့ကျွန်တော်တို့အစိုးရအဖွဲ့ကြီးတွေနဲ့ကျွန်တော်တို့ဒီမှာထိတွေ့နေရတဲ့အခြေအနေတွေအချိန်ခါတွေကျွန်တော်တို့ကြည့်ကြည့်သူကြီးကတကယ်တမ်းကျတော့အောက်ချီရတယ်နော်ဟိုလူကြီးတွေကိုမလိမ္မာနဲ့ ဒီအဲ့ဒီကောင်ကိုလုံနေလို့ဒီနေကိုလုတ်တာပါအဲ့လူကြီးတို့တောက်လို့အဲ့လူကြီးတို့ကြောက်ရင်ခင်ဗျားတို့ကြာရှုံးလိမ့်မယ်မကြောက်နဲ့ပြောခင်ဗျားမပြောရင်တော့ပြောတော့ပြီဒီလို speed ရောက်လို့ပြင်မယ်တိုက်ကောင်းတယ်ဗျအားလုံးဝိုင်းလို့တာလေဟုတ်တယ်မလားတိုင်းပြည်ကောင်းဖို့ဝိုင်းလို့တာကိုဘာလို့ကြောက်ရမှာလဲကျွန်တော်တို့ကမကြောက်လို့တနက်တွေပိုင်းမှာဒီလိုမျိုးလာနေရလေဟုတ်လားလူကြီးကကြောက်စရာမဟုတ်ဘူးဗျလူကြီးကရိုသေးရမှာကို့မှာရှိတဲ့အခက်အခဲကိုဒီလူကြီးကိုနားလည်အောင်တင်ပြရမှာတရင်ဖို့ရမှာဒါမှလူကြီးကဖြည့်ရှင်းပေးမှာ ခင်ဗျားတို့အောက်မှာဟမ်မရှိပါဘူးပါမရှိပါဘူးပါစူကန်းမှာရေခဲပါပါရေခင်ဗျားတို့လှုပ်လို့နော်အားကြောင့်မလို့အထက်အောက်ကိုဟန်ချက်ညင်ကြီးလက်တွဲပြီးတော့မှဒီတိုင်းပြည်ရဲ့ပြည်ထနာကိုအားလုံးပူပေါင်းပြီးတော့မှအကောင်းဘက်ကနေဖြည့်ရှင်းကြရအောင်ပါနော်အဲ့ဒါဆိုရင်ကျွန်တော်တို့တိုင်းပြည်မကြခင်မှာတာယာမယ်ဖွင့်ပြောမယ်နော်စီးပွားရေးတွေကောင်းတဲ့နော်ခြားနိုင်ငံကနေပြီးတော့မှလေးစားအားကြရတဲ့နိုင်ငံကောင်းဆောင်တွေပေါ်ထွက်လာတာကိုတွေ့ရမယ်နိုင်ငံတော်တစ်ခုကျွန်တော်တို့ဟန်ချက်ညင်ကြီးလက်တွဲမဖြုတ်ဘဲနဲ့တွားရမယ်နော် အဲ့လိုမျိုးသွားရမှာမအဲ့လိုမျိုးသွားမှာကျွန်တော်တို့နိုင်ငံတိုးတက်မှာနော်အခုလိုကျွန်တော်ဒီနေ့ပြောသလိုပေါ့ကျွန်တော်တို့မြန်မာလူမျိုးမှာကျွန်တော်တို့နိုင်ငံမှာကျွန်တော်ပြောပြမယ်မှတ်ဉာဏ်ကောင်းရမယ်မှတ်ဉာဏ်မှတ်ဉာဏ်ကောင်းလို့ဘာဖြစ်အောင်ပွဲတိုင်းအောင်ပွဲတိုင်းကိုအောင်ပွဲဆင်နိုင်မယ်အေးအဲ့မှတ်ဉာဏ်ဆိုတာရှိသလိုမင်းဉာဏ်ဆိုတာလည်းရှိရမယ်မကောင်းတဲ့အရာတွေကိုချက်ချင်းမပြစ်နိုင်ရမယ်ချက်ချင်းကောင်းတဲ့အရာတွေထုတ်နိုင်ရမယ်အဒီအရာမကောင်းဘူး တိုင်းပြည်အတွက်ဒါမကောင်းဘူးဒါစင်တာမကောင်းဘူးဒါတိုင်းပြည်အတွက်ဒါအန္တရာယ်ရှိတယ်ဆိုရင်ခင်ဗျားတို့မေးနိုင်ရမယ်အဲ့ဒီလူတွေနဲ့လက်မတွဲပါနဲ့အဲ့ဒီလူတွေဆိုတာအခုလို့ရီမွန်တို့လွင်ကိုတို့တို့အမောင်နဲ့တည်းကြလာတယ်ကျွန်တော်တို့ငောင်းရပါတယ်အဲ့အဲ့လိုမျိုးလူတွေနော်ဒါဥမာပြေနေပြီးတော့တက်သိမ်းတော့မယ်လို့ပါတယ်အဲ့လိုလူတွေအဲ့လိုလူတွေကခင်ဗျားတို့သူများစားရတဲ့ခမင်းနဲ့ခင်ဗျားတို့ခေါင်းထဲကချီချီရောက်နေတာသူများကခမင်းစားတာသူတို့ပါလိုက်တဲ့ချီခင်ဗျားတို့ခေါင်းထဲရောက်တာ အဲ့တော့ခင်ဗျားတို့ဘယ်လောက်ပြောပြောနားမလဲဘူးနားလည်းမနားဘူးနော်သူတို့ကဘယ်မှာလဲဘယ်ဘယ်နားမှာလဲကျွန်တော်တို့မသိလို့မေးတာဟမ်ဟမ်အဲ့လူတွေကိုခင်ဗျားတို့အခုချိန်ကြီးယုံနေတော့နော်လိုက်ယုံနေတာခင်ဗျားတို့လိုက်ယုံနေတော့အခုဘာဖြစ်တော့တိုင်းပြည်အပြတ်ဖက်ရောက်တာဗောဒီတိုင်းပြည်ဆိုတော့ကိုယ်နိုင်ငံကိုယ်လူမျိုးချင်းလက်တွဲညီညီဟန်ချက်ညီညီနဲ့ပူးပေါင်းပြီးနိုင်ငံတော်တည်တည့်ရစီကိုခေါင်းဆောင်ကောင်းရဲ့နောက်မှာနောက်လိုက်ကောင်းတွေပေါ်ထွက်ပြီးတော့မှနော်တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့လူကဘလောက်တိတမနှလုံးသားလားလဲ တဘောတာကြီးလေအလင်းဝင် PDF တွေအလင်းဝင်တော့ပြောနေတယ်နော်အဲ့ဒါအားလည်းမဟုတ်ဘူးဒါပေမဲ့တစ်ဖက်မှာလည်းအဲနားလေရခတ်တာအဲ့ကျွန်တော်ဆုံးလို့ပါနေရတယ်ပုံမှန်လေးကြောကြောလေးတွေကိုခေါ်သွားတယ်မိမနဲ့မိမကြိုက်တဲ့ကောင်မိမပေးလုပ်ထားတယ်အဲ့အဲ့လိုမျိုးနဲ့ဖြစ်နေတော့စုပ်စုစားယူတွေဖြစ်တာပေါ့ဗျာကလေးတွေရေဘွားအဲ့တော့မိခင်နေရလေနော်ကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်ဘာသာတာသနာစားပြီးဓလိထုံးလန်းအစင်လာယဉ်ကျေးမှုတွေကိုတန်ဖိုးထားပါနော်ခင်ဗျားတို့အခုစကိုင်းဆိုကြည့်လိုက်နော် ဆရာတော်ဘုရားကြီးဒီတကူဆရာတော်ဘုရားကြီးရဲ့တောက်သုံးရည်တွေတောက်ပြီးတော့ဆရာတော်ဘုရားကြီးကိုဆဲတာအခုတော့ခမရတို့အတိအလင်ဒုက္ခရောက်ကုန်ကြပြီနော်ခမရတို့ပြောသလိုဝိဆိုတာနောင်ဘဝမကူဟုတ်လားခမရတို့အခုကူးနေတာနော်အဲဒီဘင်းကလည်းတက်မတော်ကဘုံကျဲတာမဟုတ်ဘူးနော်အဲ့ဒါကလက်နဲ့ခရင်လှုပ်တဲ့နေရာကြီးနော်ဘယ်လိုလုပ်ပြနိုင်မှာလဲကျောင်းကဒီဘင်းကြီးမှာကျောင်းကဘယ်လိုတက်မှာဒီဘင်းကြီးမှာကျောင်းတက် NUG ဖွင့်ထားတဲ့ကျောင်းပဲတက်မှာပေါ့အစိုးရအဲ့ဒီဘင်းမှာဘယ်လိုလုပ်ကျောင်းဖွင့်မှာဘယ်သူကပြေးမှာအဲ့တော့ကျောင်းတက်တဲ့ကလေးကိုဘုံကျဲတယ်ဆိုတော့ ခမတို့ချီးတာစားလိုက်တော့ချီးယူအုံတော့လည်းမထဲနိုင်တော့ယုံနဲ့ကောင်းနေခမတို့ပါဇက်ကနေအဲ့အန်ယူဂျီဇော်ဝေဆိုးလို့ဇင်မာအောင်လို့လွင်ကိုလက်တို့နော်ဟိုမျိုးတိုက်တန်သိန်းတို့စာစာတို့ကောင်းနေပါတဲ့ချီးကိုခမတို့စားလိုက်တော့ကြော်ပြီးတော့နော်အလောက်တိမှယုံနေတယ်ဆိုရင်ခမတို့စားလိုက်တော့ခမတို့ဒီဘက်ရင်ခမတို့ဆုံးမထားတာဆိုနော် PDF ဆုံးမထားတာအန်ယူဂျီဆုံးမထားတာဆိုကဲအဲ့ဒီစာတင်ကြောင်းကိုအစိုးရတရားဝင်အစိုးရလည်းမဟုတ်ဘူးဟမ်အဲ့မှာ grade 12တွေလည်းဘယ်သူမှလည်းမဖြစ်ဘူးအတိတ်ကခမတို့အဲ့မှာ mind တွေလက်နက်တွေလုံနေတယ် เนาะလက်နဲ့တွေလုံပြီးကလေးတွေကိုဆန္ဒပြဖို့လားဘာဖို့လဲဓာတ်ပုံရိုက်မယ်ဆိုပြီးတော့အဲ့မှာခင်ဗျားတို့လောင်လာတဲ့ဘုံဒီယာမှာထကွဲရောအဲ့တော့စစ်တပ်ကလိန်နေတယ်ပြပါအဲ့ဆိုဗီဒီယိုရိုက်ပြလေဟမ်ခင်ဗျားတို့ဘာမှမပြောတော့နိုင်ငံတကာဘာကတူတူအောင်မြင်သွားပြီဟိုမှာရုရှားမှာအောင်ရှင်ကြည်ပြင်းတို့နဲ့လက်ဆွဲနှုတ်ဆက်ပြီးပြီနော်ရုရှားသမ္မတဗလာဒူဗလာဒီမာပူတင်ဆိုရင်ဟိုမှာဦးမေအောင်လိုင်ဟိုမှာညီကိုအရင်တပွဲဟိုမှာဘီလာရုဆိုရင်ကြည့်လိုက်နော်ခင်ဗျားတို့အဲ့ဒီအချိန်မှာခင်ဗျားတို့အမေစုထောင်ထဲရောက်နေငါပြစ်ကျော်သွားပုံနော်မကြီးတီတောင်းလေးပါရေးသွားပုံ ဝတားဝတားလေးပါချက်ပြောသွားပုံအမေစုအတူကြီးလားအစ်စ်ကြီးလားတော်လည်းမသိနော်တို့ကအမေစုလို့ခေါ်တာပါဇက်ကတနာရတယ်ခင်ဗျားတို့နော်အဲ့တော့ကျွန်တော်တို့တိုင်းတိုင်းဟိုနော်ပြည်သူ ਆ လဲပူပေါင်းမှာကျွန်တော်ပြောချင်တာနောက်ဆုံးပေါ့နော်ပြည်သူ ਆ လဲပူပေါင်းမှာနော်ကျွန်တော်တို့ဒီဆိုရင်ဒါကျွန်တော်တို့လိုကျွန်တော်တို့လိုရှေ့ထွက်ပြီးတော့ဒီလောက်လုပ်နေတယ်ခင်ဗျားတို့တွေပြည်သူလူလူတွေလည်းတိုင်းပြည်အေးချမ်းဖို့နိုင်ငံတော်သားရောက်ဖွံ့ဖြိုးဖို့နော်နောက်တော့ခင်မီတိုးတဲ့နိုင်ငံတစ်ခုစီကိုတွားဖို့မှာခေါင်းဆောင်ခေါင်းကိုတွေ့မြင်နေရတယ်လို့ခင်ဗျားတို့နောက်လိုက်ကောင်းတွေကလူရုပ်ထွက်ပြမရဲရင်တောင်မှနော်နိုင်ငံတော်မှာရှိတဲ့ နော်ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်ရေးဝန်ကြီးဌာနနော်ဒီပြည်သူစစ်တေးနော်ဌာနဆိုင်ရာတွေအားလုံးပူးပေါင်းပါနော်ကျွန်တော်တို့လည်းတချို့တော့လက်ပေးလက်ယူလုံးလို့ပြောလိုက်လို့နော်ပြောင်းသွားရတဲ့လူတွေရှိတယ်အဲ့လိုဌာနဆိုင်ရာအဲ့လိုလူတွေအခုကျွန်တော်တို့တက်ခိုင်းနေတာနော်ကျွန်တော်တို့တက်ခိုင်းနေတာပူးပေါင်းပြီးတက်ခိုင်းနေရတယ်နော်ကျွန်တော်အကုန်သိတယ်မသိဘူးမထင်နဲ့နော်မသိဘူးမထင်နဲ့ကျွန်တော်အကုန်သိတယ်ဒါပေမဲ့ခင်ဗျားတို့ကျွန်တော်တခုတော့ပြောလိုက်မယ်လူဆိုတာစစ်မှန်တဲ့လူကဘယ်တော့မှမကြရှုံးဘူးနော် တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးပေါ်မှာကိုယ့်ရဲ့အဖွဲ့အစည်းပေါ်မှာတစ္ဆာရှိတဲ့လူကဘယ်တော့မှမကြချုံဘူး။နောက်ခမရခမလူကြီးညီမကလို့ဘာကောင်ကြီးဖြစ်ဖြစ်ဗျာ။ခမရခမဘာကောင်ဖြစ်နေပြီစနေ။ခမတနေ့ကြချုံလိုက်မယ်။ခမကံမြင့်နေသေးလို့ခမတနေ့အသေးဆိုးနဲ့သေးလိုက်မယ်။ကျွန်တော်ကခမတက်ခိုင်းနေရမလား။ခမကိုဘယ်သူမှမတက်ဘူး။ခမကခမကားမောင်းရင်ကားမောင်းမယ်၊မွေးကိုက်ရင်မွေးကိုက်မယ်၊ရေနေရင်နေမယ်။ဟုတ်ပြီလား။ခမဘာလို့ခိုင်းနေလဲ။ကျုပ်အကုန်သိတယ်နော်။အီတောင်တကုံကိစ္စတွေနော်ဘဒူလောက်ခိုင်းလဲဆိုတာဇော်ပုံးရဲအဲ့လောက်မညံ့ဘူးဆိုတာခမရသိအောင်ကျုပ်ဒီနေရာမှာတခါလေးပြောလိုက်မယ်။ရှင်းပြီလား။နော်။အဲ့တော့ ခင်ဗျားတို့သူများကိုတိုက်ခိုက်ရင်တိုက်ခိုက်ရင်လည်းခင်ဗျားတို့ကြာဆုံးတတ်တယ်စင်းစင်းရင်လည်းစင်းရတတ်တယ်နော်အဲ့တော့ကိုတော့ကကိုမရှာနဲ့နော်ကိုမိသားစုနဲ့ကိုအေးချမ်းနေကြွကျဲနေတဲ့နေရာမှာဇော်ပုံးကြီးဆိုတဲ့ကောင်မပါဘူးအသက်တွေမှာကြောက်တယ်ဆိုရင်ဇော်ပုံးကြီးဒီအလုပ်တွေကိုမလုပ်ဘူးအဲ့လောက်တော့ခင်ဗျားနားလေထားရမယ်ရောင်းအောင်တက်ဟုတ်ပြီလားဒါပေမဲ့ကျုပ်သူများကိုပြန်မတက်ဘူးခင်ဗျားတို့ကခင်ဗျားတို့တေးလိုက်မယ်နော်ကိုယောဂာနဲ့ကိုတေးလိုက်မယ်ခင်ဗျားတို့နော်ကျွန်တော်အဲ့လောက်ပဲပြောချင်ကျွန်တော်ခိုင်းနေတာသူ့လေအေကနေကကိစ္စအော်လိုက်လို့ပြောင်းသွားရတဲ့လူတွေပါတယ် အဲ့လူတွေပဲတတ်ခိုင်းနေတာကျွန်တော်တလောက်ပဲပြောမယ်နော်တတ်ခိုင်းတာကျွန်တော်နော်အဲ့တောင်တကုန်းဆန်းကျွန်တော်ကျွန်တော်ရဲ့ fan အများကြီးရှိတယ်လှုပ်ကြည့်လိုက်နော်လှုပ်ကြည့်လိုက်နော်လှုပ်လို့မရဘူးနော်ငါတို့လှုပ်လို့ရတယ်ဒီလိုလှုပ်ကြည့်လိုက်ရင်ခင်ဗျားတို့နောက်ကနေပြီးအဲ့လက်မဲတွေပါအကုန်ပေါ်တော့မှာကျောက်ကတရားရုံးမှာတရားဝင်တော့မှာနော်တကယ်ခင်ဗျားတို့ရတယ်ဆိုရင်လှုပ်ကြည့်လိုက်နော်ခင်ဗျားခင်ဗျားကခင်ဗျားဘလောက်ခင်ဗျားတင်ဦးလေမှာဗာပြောခဲ့တယ်ဟမ်စိုးမြတ်တော်တော်ငါ့ကိုမနိုင်လို့လွတ်ထားတာဟုတ်လားဘာလို့ပြောတာလဲအဲ့စကားဟမ်နောက်ဆုံးတော့လစ်သွားရမှာလား အလစ်သွားတာမကျင်းတော့ဟိုမှာလက်တိုက်လိုက်တယ်အဲ့ကောင်နေနာမည်ကိုမပြောချင်လို့နော်ဇော်ဘုံကြီးအကုန်သိတယ်ဆိုတာကိုခင်ဗျားတို့ဇော်ဘုံကြီးကိုခန်းချမ်းချမ်းထင်မားလိမ့်မယ်နော်ရှော့တွက်နေမားလိမ့်မယ်ဒီခက်ကပိုင်နေဆိုတာမရှိဘူးနော်ဦးမင်းအောင်လိုင်ကပြောပြီးသားမဟုတ်တာလုပ်တဲ့လူတွေကိုအကုန်ဖော်ထုတ်ပါလို့ပြောပြီးသားအကုန်ဖော်ထုတ်မှာရှင်းလားနော်အဲ့တော့ကြတော့ကျွန်တော်တို့နိုင်ငံအေဂျင့်တော့မယ်တာယာတော့မယ်ပြည်သူလူထုတွေလည်းအသည့်သတိဝရိယတွေရှိပြီးတော့မှနိုင်ငံတော့အတိုင်းပြည်တွေလုံလာဆိုင်ပါဝင်ရမယ်ပူးပေါင်းရမယ်ကုညီရမယ်ဟုတ်လားတူဦးရဲ့စေနာတူဦးရဲ့မြစ်တာ တူတယောက်မတက်နိုင်တဲ့အရာကိုကုညီပါဖေးမှာပါဝိုင်းဝန်းမှာဒါဆိုရင်တိုင်းပြည်အများဆုံးအေဂျင့်ပြီးတော့မှတာယာတဲ့နိုင်ငံတစ်ခုစီကိုကျွန်တော်တို့တွေအရောက်ရောက်ရှိသွားမှာပဲဖြစ်ပါတယ်မြမာပြည်အများဆုံးချင်းချမ်းပါစေရှေ့တန်းရောက်နေတဲ့တက်မလို့သားတွေဘေးရန်နေကင်းရှင်းပြီးတော့နောက်တန်းအမိသားစုတွေနဲ့အများဆုံးပြန်လေပေါင်းဆက်နိုင်ပါစေလို့မေတ္တာပို့ဆုမကောင်တောင်းပေးလိုက်ပါတယ်